အလုံးမေမင်္ဂလာပါမောင်ထွန်းသူလစ်စဘွန်မှာတညာအပိုင်း20ဟဲလင်းကစင်မောကတန်းစီပြီးထိုင်းနေတဲ့ပလိတ်တွေကိုကြည့်ပြီးဟဲဟဲပပရေးချလိုက်တယ်သူတို့ကိုမြင်တော့အပျော်ရန်တနက်ပြေခမ်းမကိုတတိယမိအရီဘောကပလိတ်ရုပ်တွေကိုမောင်ကတနက်နဲ့ပြင်တရားထရင်ဝိုင်းတပလင်းတမမဟုတ်ဆီလီပြတစ်ခွက်ဆွရမယ်ဆိုရင်တိတ်ကောင်းမကောင်းမေဒီစင်မောကပလိတ်ရုပ်တွေကတနက်တွေကိုစီရှိနေကြတယ် ဟယ်လင်ကသူ့တောင်းနေနိုင်တယ်။ဟယ်လင်ကတော့ခင်းတစ်ချောင်းဓာတ်တစ်ချောင်းပေါအောင်ယူလာခဲ့တယ်တဲ့။ယုတ်တည်းကျွန်တော်စိတ်ဟာရှင်မြူလာရင်ဟယ်လင်ရှိနေသေးတာပဲ။ကျွန်တော်မှာပါများဆုံးရှုံးတာရှိသေးလို့လေ။ပြီးတော့အခုချိန်လေးတိုက်ပွဲတွေဖြစ်မှမဖြစ်သေးရ။ကျွန်တော်တို့ကို မကြခင်ပြန်လွတ်ပေးမယ်ဆိုတဲ့စကားကလည်းမှန်ချင်လည်းမှန်မှာပေါ့။နောက်တနေ့မွန်လင်းပိုင်းကျတော့ကျွန်တော်တို့သတင်းတစ်ခုရတယ်။ကျွန်တော်တို့ကိုတနည်းအားစီခွဲဖို့မယ်တဲ့။ ကျွန်တော်ကိုကိုလံပီစ်မြို့ကယာယီစကန်ကိုပို့မယ်။ဟယ်လင်းကိုတော့လာပီတိုက်ရိုကုတီအချင်းထောင်ကိုပို့မယ်။သူတို့အနေနဲ့ကျွန်တော်တို့လင်မယားဆိုတဲ့ချက်ကိုယုံကြည်လက်ခံထားသည့်တိုင်အောင်စီကံရခွဲပို့ရမှာပဲ။အဲဒီနေ့ညကကျွန်တော်တို့နေ့ဟာအလွန်ကျဉ်းနာတနာနဲ့တဲ့အဆောင်တရားရခင်မြချက်နေမြောက်ခဲနဲ့မှာတညအောင်တူတူထိုင်းနေကြတယ်။တယောက်ကဖျောင်းလိုက်နေနေလာပြီးတယ်။ကျွန်တော်တွေက တချို့ကိုခေါ်သွားကြပြီ။ အခုရက်ထိကျွန်တော်တို့အားလုံးလူတရာလောက်ကြံခဲ့သည် စပိန်လူမျိုးဒုက္ခတွေတချို့လေးပါတယ်ဖက်ဆစ်ဆန့်ကျင်တဲ့နိုင်ငံတနိုင်ငံမှာဖက်ဆစ်ဆန့်ကျင်တဲ့လူတစုအဖမ်းခံနေရတာကတော့ဒီမျိုးပဲရေစာတစ်ခုဖြစ်နေတယ်အခုလိုဖြစ်နေရင်ဆိုင်နေရပြန်တော့လေဂျာမနီကိုတတိယရတယ်သူတို့ကဟယ်လင်တို့ကိုဘာဖြစ်လို့ခွဲပြီးပို့ချင်းရလဲဟယ်လင်ကမေးတယ်မောင်လည်းမသိဘူးဒီလိုရဟာရက်စက်မှုမဟုတ်ဘူး မိုက်မင်းမှုပဲမိမတွေနဲ့ယောက်ျားတွေအတူတူတွေ့ထားရင်မနာလိုဝင်တူမှုတွေဖြစ်ပြီးရန်ဘော်တွေပေါ်လာမှကြောက်လို့တင်နေတဲ့စပိန်စပြီးအဖိုးတို့ယောက်ကထင်မြင်ချက်ပြီးဒါကြောင့်မင်းတို့လေများလေးအခွဲခံရတာဖြစ်မယ်ဟယ်လင်ကချစ်တည်ရေကိုအင်ဂျင်နဲ့ကျွန်တော်ပြင်မအေးတယ်အခန်းထဲမှာခုံတန်းလျာနင်းနေရှိဒါပေမဲ့အသက်ကြီးကြီးမိမကြီးတွေကဥထားတယ် တယောက်ကသူ့ဦးထားတဲ့ခုံတန်းလျက်တစ်လုံးကိုဟယ်လင်ခဏအိပ်ပို့ပြီး၃နိုင်က၅နိုင်အထိအိပ်ပါတဲ့ဟယ်လင်ကမယူကျမတယောက်ထင်ကြရင်အိပ်ဖို့ချိန်တွေအများကြီးရမှာပါထူးစနေညတညပဲကြားနေရတဲ့အတန်ပလန်ဒီတဖြည်းဖြည်းနဲ့စိတ်သုံးလာတယ်အဖေါ်ကြီးရေတီထွညညူတန်လေးလေးရက်သွားတယ်စောစောကမချခနာကြားနေရတဲ့ငိုတန်ဒီဟာလေးပျောက်ခွေသွားတယ်ဖျောင်းတိုင်တွေဟာတတိုင်းမိတတိုင်းငြိမ်ကုန်ကြပြီ ဟယ်လင်ဟာကျွန်တော်လက်မောင်းကိုခေါင်းမီအိပ်ပျော်နေအိမ်နေမှာပဲကျွန်တော်လက်ပင်ကိုသူ့လက်တစ်ဖက်နဲ့တအားတိုင်းဖက်ထားတယ်။နိုးလာတဲ့ခါကျရင် ကျွန်တော်ကိုစကားတူတူပြောတယ်။တခါတလေကြာတော့လေကလေးတယောက်ပြောနေတယ်လို့ပဲ။တခါတလေကြာတော့လေချစ်စိတ်ဝင်နေတယ်မိမတယောက်ပြောတယ်လို့ပြောနေရ။နေကနေ့လယ်ဘက်မှာလူတွေပြောလို့ပြောထားမရှိရင်စကားတွေပေါ့။တချို့စကားတွေဟာပုံမှန်ချင်းနေရှိတဲ့ညာမျိုးဆိုရင် ပြောလို့မရှိတဲ့စကားမျိုးတွေလေပါရောပေါ့ဗျာ။ သူပြောနေတဲ့စကားရဲ့မှာရင်တွင်းခံစားမှုရင်းဆက်ဆက်နေတဲ့စကားလုံးလေးလေးပါရင်ခွဲခွာရမယ်ကိစ္စနဲ့ပတ်သက်နေတဲ့စကားလုံးလေးလေးပါရင်မကြည်နှက်ချက်တွေလေးပါရင်အသွေးအသားနဲ့ဆက်ဆက်နေတဲ့စကားလုံးလေးလေးပါရင်ဘာကြောင့်ကျွန်တော်တို့အတူတူမနေကြရလဲဘာကြောင့်တယောက်ကအရင်ဆုံးခွဲခွာသွားနေရလဲဘာဖြစ်လို့ဒီမင်းကကျွန်တော်တို့ကိုလိုက်ပြီးနှောက်ယှက်နေရလဲအိုးဗျာပြောလိုက်တဲ့စကားတွေကအစုံမင်း နောက်ပိုင်းကျတော့သူကောင်ဟာတဖြည်းဖြည်းနဲ့ကျွန်တော်လည်းမမောကရှော့ကြသွားတယ်။ကျွန်တော်ကသူကောင်ကိုလက်နှစ်ဖက်နဲ့ပွေ့ချီပြီးခိုင်းထားတယ်။နောက်ဆုံးဖျားနဲ့ရဲ့မီးရောင်နဲ့သူ့အသက်ရှူနေရကိုမြင်ရတယ်။တချို့ယောက်ျားတွေအိယာကထပြီးကြောက်မီးသေးပုံနေကြမှာတိပေါက်ဆရာနေရလိုက်ရှာနေတဲ့ကိုကျွန်တော်ကြားနေရတယ်။အားနေလာတယ်ဖျားနဲ့မီးရောင်ဟာတဖြည်းဖြည်းခါရမ်းနေ။အဲဒီမီးရောင်မှာကြီးမားလာတဲ့အေးမဲကြီးတွေဟာရင်းကနေတယ်လို့ပဲ။ အိမ်တော်တော့နောက်ဆုံးလင်းရဟောဖြက်ခနေငိမ့်သွားတယ်။ဘာမှမမြင်ရတော့ဘူး။ဟောက်တန်တွေ ကြားနေရတယ်။ဒီချိန်မှာဟဲလင်ဟောတွန်းထူရုန်းကန်ပြီးဖြက်ခနေထားရင်လေ။စူစူဝဝအော်ရီရောင်မီအော်တာ။မောင်ရှိရဲ့ဟဲလင်ကျွန်တော်ကသူ့နာနာကက်ပြီးထူးထူးကလေးပြောတယ်။မကြောက်နဲ့လေ။အားလုံးဆင်ပြေနေရပြီ။သူပြန်လဲအိတ်တယ်။ကျွန်တော်လက်တွေကိုနမ်းနေ။ဟုတ်သားပဲ။မောင်နှမ်းမှရှိနေရပြီ။ လို့ရည်ရွတ်တယ်။မောင်ဟယ်လင်နဲ့အမြဲတမ်းနေပါနော်။မောင်မင်းနာမောင်အမြဲတမ်းရှိမှာပါချေ။ကျွန်တော်ကတူတူကလေးကဲ့ပြောလိုက်တယ်။မောင်တို့နေအောင်ခွဲခွာရရင်လေခဏပါ။မောင်မင်းကိုမတွေ့တရအောင်လိုက်ရှာမှာပါ။မောင်ဟယ်လင်ကိုလိုက်ရှာမင်းဟုတ်လား။အချင်းမှုတူအတန်နဲ့ရည်ရွတ်တယ်။ပြီးတော့ပြန်ပြီးမေးမိနေတယ်။ မောင်မင်းကိုအမြဲတစေလိုက်ရှာမှာပါဟဲလင်းမင်းဘယ်မှာပဲရောက်နေရောက်နေမောင်ကတော့မတွေ့တွေ့အောင်ရှာမှာပါအခုနောက်ဆုံးချင်းတွေ့ခဲ့ရသလိုတွေ့အောင်ရှာမှာပါကျွန်တော်ကပြောနေမိတယ်ကောင်းတော့ဘောမောင်ရေဟဲလင်းကပြန်ပြောပြီးတက်ပြင်းချတယ်သူမျက်နှာကို ကျွန်တော်လက်ဒီပေါ်မှောက်ထားလိုက်တယ်ကျွန်တော်အိတ်လို့မရဘူးကျွန်တော်လက်ချောင်းလေးဒီပေါ်မှာတနက်ခမ်းရှောက်သွားနေရကျွန်တော်သတိထားမိရင် တချိန်မှာကျွန်တော်လက်တွေဟာမြေးစားရဲ့အထီးတွေကိုခံစားနေရတယ်လို့ထင်တယ်။ဒါပေမဲ့ကျွန်တော်ဘာမှမပြောပါဘူး။ကျွန်တော်ဟဲလင်ကိုတိတ်ချစ်တယ်။အရင်ကထက်စာပေါ်များစွာပိုပြီးချက်လာတယ်လို့ခံစားရတယ်။ဟောက်တန်နေနဲ့ကြောက်မိသေးဖို့မကတဖြင်းဖြင်းကြနေရင်တေးပေါက်တန်တွေကလည်းပြီးတခြားဘာတန်မှမကြရတယ်။အခုလိုယွန်ရှာဆက်ဆုပ်စရာကောင်းနေရင်ညမြုတ်ကြခါမှာပဲ။ သူ့ဘောမှာအရင်ရင်ကထက်အဆောင်မြောက်စွာတူပြီးချက်လာမိ။နောက်တော့မိုးလင်းလာတယ်။ကြမ်းမှန်မှန်ကောင်းကင်မှာမှုမှုမွဲ့လင်းရဟောင်းတိတိတောင်ဝင်လာတယ်။ယုတ်ဒီရဲ့ဟဲလင်ကိုတင်းရမှုမှုဖြစ်နေရဲ့လို့ထင်လိုက်မိ။တည်သွားလိမ့်မလားဆိုရဆိုရင်စီကြောင်း နှုတ်လိုက်မှဖြစ်တော့မယ်လို့ထင်လိုက်မိ။အဲဒီတော့မှပဲဟဲလင်နိုးလာတယ်။မျက်လုံးဖွင့်ကြည့်လိုက်တယ်။ဟဲလင်တို့တို့ကော်ဖီမုန့်လေးများမရနိုင်ဘူးလားမောင်ကြီး။ ဟဲလင်းကမေးကျွန်တော်ပြောသွားတယ်အဆောင်တယောက်ကိုမောင် လက်ထိုးကြည့်ဦးမယ်ကျွန်တော်ကပြောရင်ဟဲလင်းကကျွန်တော်ကိုကြည့်နေဘာဖြစ်ကုန်လဲမောင်ကြည့်ရတာထီပထမဆုပောက်ထားတယ်လို့ပဲဟဲလင်းတို့ကိုလွတ်ကြတော့မယ်လားဟင်မဟုတ်ပါဘူးမောင်ကိုကိုမောင်မသာလွတ်လိုက်ပြီးပြီမောင်နေနေကိုကိုကိုစိတ်ငြိမ်းချအောင်မလုပ်နိုင်ဘူးလား အင်းလောက်ရမှာပေါ့အနည်းဆုံးခဏပဲဖြစ်ဖြစ်ပေါ့မောင်မောင်ကကိုပိုင်ဆုံးဖြတ်ပြုတ်နိုင်နေအခွင့်အရေးကမျက်မျက်မရခဲ့ဘူးမင်းအနေနဲ့အဲ့ဒါလိုမြင်နိုင်ရင်တော့တက်တာရတာပေါ့ကွယ်အရာရာတိုင်းမှာတက်တာမှုဟာရှိပါလေမောင်ရင်ဟယ်လင်ကတချက်အားအပါးရာတန်းဝေပြီးပြောတယ်ဟယ်လင်းတို့အသက်ရှင်နေမြတ်ကာလပတ်လုံးအရာတိုင်းကတက်တောင်းလှုပ်ပြီးနေရပြီ။အဲဒါကိုမောင်သတိမထားမိဘူးလား။ဒါနဲ့နေပါဦး။ ဟန်လင်းတို့ကိုတရှိုရီဆိုပြီးသူတို့ကပြစ်တတ်မယ်လို့များထင်နေသလားမတတ်ပါဘူးထောင်ချထားမှာပါတရှိုရီလို့မထင်ထားတဲ့စစ်ဘေးဒုက္ခသည်တွေကို သူတို့ကထောင်ထဲထည့်ထားမှာလားအင်းပေါ့လလမ်းမိသမျှလူတိုင်းကိုဖမ်းပါပဲအခုယောက်ျားရဲ့မန်သမျှအလုံးလို့လို့ဖမ်းထားပြီဟဲလင်းကခေါင်းထောင်ကြည့်သူတို့ကဟဲလင်းတို့ကိုတရှိုရီလို့တတ်မှန်ရင်တခြားလူတွေထက်ပိုပြီးကောင်းကောင်းမွန်မွန်ထားချင်ထားမှာ ီဒီရင်ကတော့အသေးပင်မရှိပါဘူးဟဲလင်းဟဲလင်းကခေါင်းရင်နေအသေးပင်မရှိရဲ့အတွေ့တော့မဟုတ်ဘူးအတွေ့ကြုံအပြောတာဒီရာစုခေတ်တမှာရိုးသားဖြစ်စဉ်မှုဟာအဆိုးဆုံးရာစုပြစ်မှုတစ်ခုဖြစ်နေရမှမသိဘူးလားပြီးတော့အပြစ်ကင်းသူတွေဟာတခြားလူတွေထက်ပိုပြီးအရေးဆက်ဆက်ပြင်းပြင်းထန်ထန်အပြစ်ပေးခံရတယ်ရီကိုမောင်တတိမထားမိဘူးလားနိုင်ငံနဲ့နိုင်ငံမှာအဖမ်းခံရပြီးရင်တော့ဒီချက်ကိုမောင်သိလာလိမ့်မယ်လို့ ဟင်လင်းကထင်မိရမောင်နဲ့မောင်ရဲ့တရားမျှတမှုဆိုတွေအိမ်မက်တွေကိုဘယ်ရောက်ကုန်ပြီလဲအော်မောင်စီမောင်ကောင်းညက်လက်ကျန်မရှိတော့ဘူးလားကောင်းညက်ရောညမ်းတဲ့ကြော်ရောရှိသေးတယ်ဟင်လင်းကိုပေးစမ်းပါသူစစမနက်စာပေါ့မောင်နဲ့ဟင်လင်းတို့ရှိမှစွစားမဲ့ဘောတကူကတော့ရှိနေလေဦးမယ်လို့ထင်တယ်အဲ့ဒါလိုမြင်ထားရတော့ကောင်းတာပေါ့ ပြောပြီးကျွန်တော်ကကော့ညက်ပလင်းကိုပြေးလိုက်တယ်။ဟယ်လင်တို့မှာမြင်စရာကြီးတလန့်မရှိရ။တရားမျှတမှုဆိုတဲ့စိတ်ကူးကိုစွန့်လွတ်ကြတဲ့ပြိုင်တွေရင်ဆက်မြအရာအလုံးကိုစွန့်စားခန့်တရက်လို့မြင်ဖို့မခက်တော့ပါဘူး။ဟယ်လင်အယူဆောင်ကို မောင်သဘောတူရဲ့လား။ကော့ညက်တခွဲဝင်သွားတဲ့တော့ဟယ်လင်ဟာအဝဇန်ရှင်လာပုံပေါ်ရင်းရှင်လန်းတက်ကြမှုလေးရှိလာပုံပေါ်ရင်းရှင်လန်းတက်ကြွမှုလေးရှိလာအောင်ရှိရင် ဒီပြဿနာဟာမင်းတို့အလွန်လွယ်လိမ့်မယ်လို့မောင်မထင်ခဲ့မိဘူးကျွန်တော်ကပြောလိုက်တယ်ဟဲလင်ကချင်းနေကပေါမုံကိုဖဲ့စားတယ်ဟဲလင်တို့တော့မပူနေဒီလိုပဲရင်ဆိုင်သွားမှာပဲမိမရိဖိုးကတော့တရားမျက်တပ်မှုဆိုတဲ့ကိစ္စဟာယောက်ျားရီလောက်အဓိကကြတဲ့အရာမဟုတ်ဘူးမိမရိအနေနဲ့ဘာကိုအဓိကထားကြလဲဟဲလင်ကပေါမုံနဲ့ကောက်ညက်ပလင်ကိုလက်ညှိုးထိုးပြတယ်ဒါရီပဲပေါ့ စားစမ်းမချီဟယ်လင်တို့အဆင်ပြေပြေနဲ့ကြော်လာသွားနိုင်မှာပါ။ဆယ်နှစ်တွင်မှာဟယ်လင်တို့ကြုံခဲ့ရတဲ့ဖြစ်တွေဟာမဟာစောစမ်းကန်းကြီးတစ်ခုဖြစ်လာမှာပါ။အဲဒီကြတော့ဟယ်လင်တို့မိတ်ဆွေတွေကိုပြော့ပြကြကြအောင်ပေါ့။ဟုတ်ဘူးလား။ကဲပါစားစမ်းမ။အခုလိုစားရတဲ့စားစားမျိုးကိုနောက်ပိုင်းကြတော့စားခြင်းမှာစားရမှာ။ကျွန်တော်ခင်ဗျားကိုအသေးစိတ်မပြောတော့ပါဘူး။ချက်ဝစ်ကပြောသည် စစ်ဘေးဒုက္ခသည်တွေရဲ့အဖြစ်ဟာဘလို့ဆိုတာခမားလည်းသိနေရပြီကျွန်တော်ကိုလံဘီစ်မြို့ကအချင်းစခန်းမှာရက်နေငယ်နေခဲ့ရတယ်ဟဲလင်းကိုတော့သူတို့ကလာပြီးတိုင်ရိုကိုတီထောင်ကို ပို့လိုက်ကြတယ်ကိုလံဘီစ်မှနေတော့ကျွန်တော်တဲခဲ့တယ်ဟိုတယ်ပိုင်ရှင်ရောက်လာတယ်လူချင်းနေနီးကက်ကက်တွေ့ခွင့်မရဘူးကျွန်တော်တို့ကိုဧည့်သည်တွေနဲ့တွေ့ဆုံခွင့်စကားပြောခွင့်မပေးဘူးဟိုတယ်ပိုင်ရှင်ကိုခက်လန်းလန်းကတွေ့နေရတယ်ဟိုတယ်ပိုင်ရှင်က ကျွန်တော်တို့ကကိမုန်တလုံးနဲ့ကိုညက်ရဲ့ပလင်းကြီးတလုံးပေးထားခဲ့တယ်။ကိမုန်နဲ့မှစာတူလေးတစ်စောင်ထည့်ထားတွေ့ရတယ်။မတန်နေကောင်းနဲ့ပျော်ပျော်ရွှင်ရွှင်ပါပဲ။သူ့မှာဘေးရန်နေမရှိပါ။ပိုင်ရင်နီးစမြို့မှာတီထောင်မဲ့မြို့သမီးချင်းစကန်ကို ပို့လိုက်မယ်လို့မျှော်လင့်ရတယ်။စာရေးဟိုတယ်မှာတဆင်ရေးပါ။အဲဒီစာရေးမှာဟယ်လင်းလန်ရည်နဲ့စာရွက်သေးသေးလေးတည်းရယ်ပါလာတယ်။ဟယ်လင်းတွေမပူပါနဲ့။ ဘေးရနေရီလွန်မြောက်သွားပြီအခုချိန်ထိစွန်စားကန်းတစ်ခုပဲမောင်ကမကြားခင်သူ့ရမှာပါအခြေတဲ့ဟယ်လင်ဟာပေးပင်တာစီမှုတစ်ခုကိုချိုးဖောက်ရမှာအောင်မြင်မှုရတယ်ဘလို့ချိုးဖောက်ခဲ့တယ်လေဆိုတော့ကျွန်တော်တို့စဉ်းစားလို့မရခဲ့ဘူးနောက်ပိုင်းကျမှသူပြောပြလို့အကြောင်းဆုံးသိခဲ့ရတယ်ဟယ်လင်ကဟိုတယ်ခန်းထဲမှာ သူ့ရဲ့အရေးကြီးရေးဆွေဆွေစတဲ့ကျန်းနေခဲ့တယ်ဒါကြောင့်သူတို့ကပလေးတစ်ယောက်နဲ့အတူဟိုတယ်ကိုခဏပြန်လွတ်ပြီး ဟဲလင်ကစာတူလေးကိုဟိုတယ်မှရှင်လက်ထဲထည့်ပြီးဘယ်ကိုပို့ရမလဲဆိုတော့တူတူလေးပြောခဲ့တယ်။ပလိတ်ကလည်းချစ်သူတွေပေါ်ကိုချင်းစာရတဲ့ပလိတ်ဆိုတော့မျက်စိမိတ်ထားတယ်။သူခန်းလေးကယူသွားတာကဆရဲစရန်းနေမဟုတ်ဘူး။ရင်မွေးပလင်းကောက်ညက်ပလင်းနဲ့အစားအစာပြည့်တဲ့ထည့်ထားတဲ့ချင်းတလုံးပဲ။ဟဲလင်ဟာအစားကိုတော့ခုံမင်းနေအမေးစားနေရမှာဒီလောက်စားနေလေချာကသူ့ကိုယ်ကရာတိတိတွေ့နေလှနေတာကို ကျွန်တော်နားမလည်နိုင်အောင်ဖြစ်ရတယ်ကျွန်တော်တို့လွတ်လပ်နေတဲ့အခါတုန်းကများတရီနိုလိုကြည်လိုက်ရင်ကျွန်တော်ဘေးမှာသူ့မရှိတော့ဘူးသူ့ကိုရှာဖို့ကအင်မတန်လိုတယ်အခန်းထဲကအစားစားတွေထားတဲ့ဓာတ်ငုံသားတော့သူ့ထိုင်ပြီးဝက်ပေါင်ကြောင်ကိုက်နေတာတွေ့ရတယ်ညစာစားကြတော့ကခြံထားတဲ့ဟာတွေပေါ့သူ့နားမှာချဟာတွေဝိုင်ကိုငှဲ့တော့လိုက်ဝက်ပေါင်ကြောင်နေစိန်ကြနေရပဲသူကြည်ရတာညပိုင်းမှာအစာသိမ့်စာနေကြောင်တကောင်နဲ့တူတယ် သူ့ကိုပလိတ်လာဖန်းတော့ကလေဟိုတယ်ပန်းရှင်ကသူ့အတွက်ကိမုန်တလုံးဖုတ်နေတဲ့ချိန်နဲ့သူ့ကြိုက်တဲ့ကိမုန်မျိုးတွေမုံကဖုတ်နေစေတန်းလန့်မော်သူကကိမုန်မပါဘဲမလိုက်နိုင်ဘူးလို့ဇွညင်းနေရနေပလိတ်ကတညင်းကြီးနေစောင့်ပေးတယ်ဟဲလင်ဟာကိမုန်လေရအောင်ရှျှော့ရှျှူပေးထားလိုက်တယ်စကူလက်တော့ဘွားတဘူးတော်မှာပေါအောင်ယူသွားသေးတယ်နောက်တနေ့မှပဲကျွန်တော်တို့ကျင်းစခန်းကလူတွေကိုကားတွေပေါ်တက်ခိုင်းပြီးပိုင်ရင်းနှီးစပတ်ဥတီထွက်တယ် ဒီခီကကြောက်လန့်စရာတွေပျော့စရာရှင်စရာတွေထွက်ပြေးလွတ်မြောက်မှုတွေဘျူရိုကရေစီစနစ်ရဲ့ရလဒ်တွေစိတ်ပြက်စရာတွေနဲ့ချစ်ချင်းမေတ္တာတွေရောပြိုးနေရင်ဇလန်ကြီးတခုရဲ့အစပါပဲနောက်တစ်ချိန်မှာတော့ကျွန်တော်တို့ဟာခမရွေခေကိုတယောစရာငော့စရာခေလို့အတီးမဲ့ပြုကြလိုက်မယ်လို့ထင်တာပဲချက်ဝစ်ကပြောသည်ဒါပေမဲ့ဆစ်ရှိရာစုခေလို့ဟာတညံလွှမ်းနေတယ် တယောစရာထေ့စရာခက်မျိုးတော့မဟုတ်ဘူးမိုင်မဲမှုတွေဖုံးလန်းပြီးဤပညာတွေတုတ်တက်ပါတယ်လို့ဆိုနေကြတယ်ရိုင်းဆိုင်ကျင်းတဲ့နေ့ခက်ကြီးလူရင်ချင်းမှုတွေဆွတ်ရွတ်ပြပြနေတယ်ခက်ကြီးပါခမားတီတဲ့အတိုင်းပဲဟစ်တလာကတော့သူဟာငင်းချင်းကိုလိုလာတဲ့မဟာခေါင်းဆောင်ကြီးတယောက်ပါတခြားနိုင်ငံတွေအလုံးသူ့ကိုဆက်ပြူဖို့ဝိုင်းဝန်းပြီးအနိုင်ကျင့်နေကြပါတယ်လို့ခုတည်းကအာဝံအာရင်တတန်နေအော်နေတော့မင်းသူကတော့ ဒီစကားကိုတကဘာလုံးကြောက်အောင်ပြောနေရ။ "तू ကပြောနေမှာကူ။ तू ကိုယ်သူလေးငင်းချင်းတကယ်လူလာတဲ့သူလို့ယုံကြည်နေဝင်ရတယ်။နောက်ထပ်တီယိုစရာကောင်းတဲ့ဖြစ်တကူကပေါ်လာပြန်နေ။တခြားတော့မဟုတ်ပါဘူး။ဂျာမန်သုံးပန်းစခန်းတွေကထပ်ပြေးပြီးပြင်သစ်နိုင်ငံကအချင်းစခန်းတွေရောက်သွားကြတယ်ကျွန်တော်တို့လူစုပေါ့။အသေးချာစဉ်းစားမယ်ဆိုရင်တော့လေဒီကိစ္စနဲ့ပတ်သက်လို့တိတ်ပြီးမကြည့်နေစရာဒေါသဖြစ်စရာတော့မရှိပါဘူး။ ကိုဘွားရက်ဒီရီတို့ရုံးကန်လှူရှာနေရတဲ့နိုင်ငံတကာနိုင်ငံဟာစစ်ဘေးဒုက္ခသည်တွေပေါ်တရားမျှတစွာဆက်ဆံရေးထက်အဆောက်အအုံများစွာပိုပြီးရေးကြီးတဲ့ပြဿနာတွေကိုစဉ်းစားနေရတယ်မဟုတ်လား။ဘာပဲဖြစ်ဖြစ်ပေါ့လေကျွန်တော်တို့ကိုနှိမ့်ဆက်ခြင်းမှန်းခြင်းမပြုဘူး။ဒဏ်ငွေလွတ်ပြီးမတက်ဘူး။တနက်နယ်လေးပြည့်မတက်ဘူး။ကျွန်တော်တို့ကိုတနေရာမှာချုပ်ထားတာကလွယ်လို့တခြားဘာမှမလုပ်ဘူး။အဲဒီတော့ဒီထက်ကောင်းတာရှိအောင်မလား။ခမည်းမိတ်မနဲ့ခမည်းဘယ်ချိန်ကြားမှာ ပြန်ဆုံမိကြတယ်ကျွန်တော်ကမေးသည်တိတ်အကြကြီး ခွဲမနေရပါဘူးခမရလီဘာနဲ့ကို ရောက်ခဲ့ဘူးလားဟင်မရောက်ခဲ့ဘူးဒါပေမဲ့ပြင်သစ်ဂျင်းစခန်းနေထဲမှာအစိုးဆုံးတစ်ခုဆိုတော့သိထားတယ်ချက်ဝစ်ကမဲ့ပြုံပြုံသည်ဒါကဒီဂရီတက်ကြနဲ့ဆိုင်တဲ့ကိစ္စပါဗျာ။ရည်ရည်ထထားတဲ့အိုးတလုံးနဲ့မှရည်စင်ခံရတဲ့ငန်းကောင်တွေကြောင့်ခမားကြတယ်မဟုတ်လား။ ရေပူချင်းဒီဂရီက120ဒီဂရီလက်သွားတဲ့အခါကနန်းကောင်းတွေကအော်ကြတယ်။သူတို့မခံနိုင်ကြအောင် ဖော်ပြတဲ့သဘောပေါ့။ဒီဂရီ100လောက်ချပစ်လိုက်ရင်သူတို့ပြိုသွားကြတယ်။ဒီဂရီ140အထိတက်သွားပြီး120ဒီဂရီလောက်ပြင်ချက်သွားရင်သူတို့အတွက်ဒီဂရီ120ဟာနေသာထိုင်သာရှိရတဲ့အနေအထားဖြစ်သွားပြန်ရော။ဒီဂရီ160အထိတက်သွားပြန်တော့လေဒီဂရီ140ဟာသူတို့အတွက်ခံနိုင်တဲ့အခြေအနေရှိသွားပြန်ကုန်။ဒီသဘောပဲ။ လီဗာနက်ဟာအကောင်းဆုံးဂျာမန်တုံ့ပန်းစခန့်တဲ့အစထောင်ပေါ်မျောစွာကောင်းနေအချင်းစခန့်တစ်ခုပါဂတ်ချိန်မာလိုကိုရဲဓာတ်ငွေလွတ်ပြီးတက်တဲ့ပောင်းဝန်းကြီးတွေမရှိတဲ့အချင်းစခန့်ဟာအဲ့ရမျိုးတစ်ခုလောက်ရှိနေတဲ့အခန့်ထက်အစပေါင်းမျောစွာကောင်းတယ်လို့ပြောရမှာပဲမဟုတ်လားကျွန်တော်ကခေါင်းငြိမ်ပြလိုက်သည်